တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာကောင်းတဲ့ရှင်းမကြအောင်မြင်မယ်လိုရာပြည့်စုံမယ်စီးပွားတက်မယ်အပြောင်းလဲရှိမယ်ခီးကိစ္စအစဉ်ပြေမယ်ဒီကလဆုံးဖြတ်ချက်ချတာကုန်မှန်တယ်ဥတီချက်စင်းနဲ့ရှေ့တိုးလုပ်ကန်ခြင်းတွေတိုးတက်ဘလောက်ခက်ခဲအားလုံးကိုကြော်ပြီးတော့အောင်မြင်မှုနှက်တာကိုရရှိမယ်ဒီနေ့မှာအရေးပါတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်နှစ်ရက်နေ့ခီးကံကောင်းမယ်လူမျိုးကွဲကြိုးပေးမယ်ဘဝတိုးတက် သုံးရက်နေ့အလုံးစုံကံကောင်းခြင်းဘဝတန်လန်းပွင့်ခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းကိုကြောင်းမယ်။လေးရက်နေ့အများကိစ္စတွေဆောင်ရွက်ပေးရမယ်။ဝေချေးကုန်ကြများမယ်။လုံသမျှထင်ရှားစွာအောင်မြင်ခြင်းကိုကြောင်းမယ်။ငါးရက်နေ့သူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့စေတနာဝေဒနာဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့၆ရက်နေ့အထူးစမ်းပွင့်နဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်။ဒါမှမဟုတ်အဲ့ဒီနေ့နဂဘောင်ရက်ဖြစ်တဲ့မတော်တဆနေအထူးပြုယူဆရမယ်။အနောက်ရောက်ကုန်ဒီသွားဆန်းနေရှိတဲ့နေကင်းတန်တန်ခွဲနဲ့ သုံးနိုင်ကြသွားလာနေထိုင်ကူးဆိုင်မှာခொနည်းနေ့မှာဥတီကျပြောင်းပြီးလှုပ်တာကောင်းတယ်ရဝေးရကောင်းသောသတင်းစကားကြုံမယ်လှုပ်သမျှအောင်မြင်တိုးတက်ခြင်းကိုကြုံမယ်မဟာရကျမ်းနဲ့တိုက်ဆိုင်တယ်ရေရနဲ့ရေရနဲ့ကူးဆက်ရမယ်အပြောနုံတို့အန်ရဖြစ်တတ်တာတွေလည်းတူကူးဆက်မြောက်ရကုန်တီသွားစံနေရှိလိုက်တယ်မနဲ့စနေခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကူးဆက်ရမယ်တနေ့လာရင်ကဗုဒ္ဓနဲ့ဝေသူတွေကောင်းကြိုးပေးတယ်တနေ့ကနေစနေဝေသူတွေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနဲ့ချိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေအောင်တို့ ဝစ်စင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါဒီဒီဇင်ဘာလ၄ရက်နေ့ဒေါ်လာပြည်နေ့ကြာသာပတိနေ့နဲ့တိုက်ဆိုင်တယ်လာပြည်နေ့နဲ့ကြာသာပတိနဲ့တိုက်ဆိုင်ရင်လင်ပန်းထဲမှာလက်ဖက်လေးပုံပုံပြီးဘုရားကအမြင့်မှတင်လက်ပွင့်နဲ့ကံပွင့်နဲ့လူပပြင်လက်တွေ့ဆောင်ရွက်နေမှာကျေးဇူးတင်ပါတယ်တင်းငွေတွေနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်အတွက်မှာရန်တိုက်ခံများမယ် တပါးသူပြဿနာကိုပြဿနာသဘွယ်ဖြေရှင်းရမယ်စိတ်နှောက်ရှက်များမယ်အသွါလာနေတိုင်းပြောဆိုထူးကျူဆဲရမယ်စေတနာဝေဒနာဖြစ်တတ်တယ်တပါးသူကြောင့်မိမိမှာပြဿနာလိုက်လံဖြေရှင်းရခြင်းလေးရှိတတ်တယ်ခက်ခဲတဲ့သူတွေပြဿနာများတဲ့သူတွေကြားထဲမှာကိုကဖြတ်သန့်နေရမယ်နေ့မှာအရာရာကျူဆဲရမယ်နေ့ရက်နေ့မှာရန်တိုက်ခံကြနေထိုးပေါက်ပြီးတိုးတက်တဲ့ကံပွင့်ပြီးတော့မိကောင်းဆွေကောင်းထောက်ကူရမယ်သုံးရက်နေ့ကတော့ ဝေးချေကံလုံငန်းကံစီဝါကံတို့ဆောင်ကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြမခြင်းတွေကိုကြုံမယ်၄ရက်နေ့အဲ့ဒီမှာအပြန်စားလုံးကိုကြော်ပြီးအစ်မြင့်တဲ့ဘဝနေထောက်တုတ်တက်တဲ့ငွေဆုလိုက်ဝေခြင်းကောင်းတဲ့လက်ဖွင့်ခြင်းကရှိ၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်လူလိမ်လူကောက်တွေ့တတ်တယ်၆ရက်နေ့ကတော့အသွားလန်နေထိုင်ကျဆက်ရမယ်အဲ့ဒီမှာအမြင့်တက်တဲ့နေရာတွေမှာလည်းသတိထားရမယ်ကာယမဲ့ရင်ကမောင်းနေသွားလာမှုတွေမှာသတိထားရမယ် အနောက်ရက်ကုန်တည်သွားစရာနေရှိတဲ့တဲ့နေ့တနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွားလာပြီဆက်ခုနှစ်နှစ်မှာရံများခြင်းအတိုက်ခံများခြင်းရှိတယ်ရေမာပြောဆိုကစားခြင်းမပြုအောင်ရင်ကားမောင်းနှင်ခြင်းကိုလည်းသတိထားရမယ်မြောက်ရက်ဦးတည်သွားစရာနေရှိတဲ့တဲ့မနေ့ဆန်နိုင်ခွဲနဲ့ဆက်ရနိုင်ကြအသွားလာနေထိုင်ထူပြုယူဆက်မှာဖြစ်ကြောင်းတင်ပြလိုပါတယ်ဒီကာလအတော်တွင်းမှာဇာသပရိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းချိုးပေးတယ် တင်းငွေနေငါနေမွေးသူများကြောင့်စိတ်နောက်ရှည်လေးတွေဖြစ်တတ်တယ်။တင်းငါကိုကနဲ့နေချိုးပေးပါလေ။အဖြူရောင်စင်းရောင်မိခိုးရောင်တို့ကိုဝယ်ပေးလို့ရှိရကိစ္စဆောင်ရွက်ပါ။အထူးပြုဆောင်ရွက်နိုင်တာကတော့၄ရက်နေ့အဲ့ဒီက၂ဒေါ်လာပြည်နေဖြစ်တယ်။ကြာသပတေးနေ့နဲ့တိုက်ဆိုင်တယ်။လင်ပန်းတစ်ချက်တည်းမှာလက်ဖက်၄ပုံပုံပြီးတော့အိမ်မှာရှိတဲ့ဖျားစင်မှာကတ်တူပြီးတော့လိုရာဆူတောင်းမှာလက်ပြေကျဲလက်ပွင့်ကျဲလိုပါပြေကျဲ လမ်းပွင့်ခြင်းအလုံးစုံကောင်းစွာဖြစ်ထွန်းပြီးတော့အနာဂတ်ကိုထူးခြားတဲ့အကျိုးဆက်ကိုပေးပါသေးမယ်ကျေးဇူးတင်ပါတယ်